အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့လိန်အသားပေးဗီဒီယိုဆွဲလန်းမှုကိုကြပြတ်နိုင်တဲ့နီလန်း၁၀ခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လိန်အသားပေးဗီဒီယိုကိုမြန်မာအများစုသိထားတာကအပြာဗီဒီယိုကားတွေလို့သိကြပါတယ်ဒီနေရာမှာအပြာဗီဒီယိုကားတွေဖြစ်နိုင်တယ်လို့အပြာစာအုပ်တွေလည်းဖြစ်နိုင်ပါတယ်ဆိုရှယ်မီဒီယာခက်မှာဒီလိုအကြောင်းအရာပလူပြနေအောင်များလွန်းထားပါတယ်ဒါကြောင့်အပြာကားကိုဆွဲလန်းမှုတွေတဲမှာ ယောက်ျားတွေပါတယ်လို့အမျိုးသမီးတွေလည်းအများပြားပါဝင်လာပါတယ်။လေသားပြေးပြည်သူဟာအလေထတစ်ခုကနေထိမ့်ချုပ်လို့မရတဲ့ဆွဲလမ်းမှုတစ်ခုဖြစ်လာပါတယ်။ဒါဟာတင့်ဘဝကိုအနှုတ်လက္ခဏာဆောင်တဲ့တက်ရောက်မှုတွေဖြစ်စေတဲ့ရှုပ်ထွေးတဲ့အပြုတ်မှုဆိုင်ရာပြဿနာတစ်ခုဖြစ်ပါတယ်။လေသားပြေးပြည်သူဆွဲလမ်းမှုဆိုတာကတော့အနှုတ်လက္ခဏာဆောင်တဲ့အကျိုးဆက်တွေရှိတာကိုသိရတဲ့လေသားပြေးဗီဒီယိုတွေကိုထိမ့်ချုပ်လို့မရပဲထပ်ခါထပ်ခါကြည့်ရှုနေတာကိုဆိုလိုပါတယ်။ လေအသားပေးဗီဒီယိုကြည့်တဲ့သူတိုင်းဆွဲလန်းနေတာတော့မဟုတ်ပါဘူးဆွဲလန်းနေဆိုတာထိမ့်ချုပ်နိုင်စွာမရှိတော့တာထိခိုက်နစ်နာမှုတွေပါလာမှဖြစ်ပါတယ်လေအသားပေးဗီဒီယိုတွေရဲ့ဆိုးကျိုးတွေကဘာတွေလဲနံပါတ်၁စိတ်ပိုင်းဆိုင်ရာဆိုးကျိုးအရှက်ရတာတွေအပြစ်ရှိတယ်လို့ခံစားရတာတွေစိုးရိမ်ပူပန်တာစိတ်ကြဝေဒနာခံစားရတာတွေကိုယ့်ကိုယ်လေးစားမှုကြာဆင်းတာတွေဖြစ်လာပါတယ်နံပါတ်၂ဆက်ဆံရေးပိုင်းဆိုင်ရာဆိုးကျိုး လက်တွေ့ဘဝမှာရင်းနှီးမှုယော်နေလာတယ်။ယုံကြည်မှုပြဿနာတွေဖြစ်လာတယ်။လိင်ကိစ္စနဲ့ခန္ဓာကိုယ်တွေအပေါ်လက်တွေ့မကျတဲ့မျောလင်းချက်တွေထားလာတယ်။အိမ်အောင်ဘက်နဲ့နားလည်မှုလွဲမှားတာတွေဖြစ်လာပြီးပြိပခဖြစ်လာတယ်။နံပါတ်3လိင်မိုင်းဆိုင်ရာလုံဆောင်နိုင်စွမ်းတချို့လူတွေမှာပန်းတိပန်းညူဖြစ်လာပါတယ်။လက်တွေ့အဖော်နဲ့အတူရှိချိန်မှာလိင်စိတ်ဆန္ဒယော်နေလာ အရင်လိုစိတ်လှုပ်ရှားမှုမျိုးရဖို့ပုံမပြင်းထန်တဲ့အကြောင်းအရာတွေကိုလိုအပ်လာတယ် ထုံကျင်လာတာမျိုးဖြစ်လာတတ်ပါတယ်။နံပါတ်၄အသိဉာဏ်နဲ့ကုံထုတ်ဆောင်အားကြာဆင်းလာတယ်။အာယုံဆူဆိုက်ရတာခက်ခဲလာတယ်။အချိန်အများကြီးကုန်လာတယ်။အလုပ်တွေကိုရွှေ့ဆိုင်းတတ်လာတယ်။နံပါတ်၅ပုံမိုးဆိုးဝါးလာခြင်းနဲ့ဥပဒေဆိုင်ရာစွန့်စားမှုပိုပြီးအဆုံးရောက်တဲ့ဓမ္မမုတ်တရားမဝင်တဲ့အကြောင်းအရာတွေကိုလိုက်လံရှာဖွေ ကြည့်ရှုဖို့ကြိုးစားလာတာကြောင့်ဥပဒေငွေကြေးနဲ့ကိုကျင့်တရားဆိုင်ရာအကျိုးဆက်တွေကိုဖြစ်စေနိုင်ပါတယ်။နံပါတ်၆အုံနှောက်ရဲ့ဆုလတ်စနစ်ပြောင်းလဲလာတယ် ဦးနှောက်ရဲ့ဆုလက်စနစ်ကိုထပ်ခါထပ်ခါအလွန်အကျွံနှိုးဆွလိုက်တဲ့အခါနေ့စဉ်ဘွားရဲ့တာမန်ပျော်ရွှင်မှုတွေကတိတ်ပြီးအရသာမရှိတော့သလိုခံစားလာရစီပါတယ်။ဒါကသူ့တည်နာတွေက ထောက်ခံထားတဲ့အယူဆဖြစ်ပါတယ်။လိင်အသားပြေးပြီးသူကြည့်တဲ့အခါဒိုပါမင်းလို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကအုပ်နှောက်အတွင်းကအများပြားထုတ်လုပ်ပေးပါတယ်။တင့်ကိုထူးထူးခြားခြားပျော်ရွှင်မှုဖြစ်စေပါတယ်။ဒီလိုအရသာမျိုးဆွဲလန်းသွားတာပါ ဆွေးနွေးမှုဖြစ်လာတဲ့အခါသင်အုံနောက်ကဒီလိုပြင်းထန်ပြီးလွယ်လွယ်ရတဲ့အရာသာကိုတောင်းတလာပါတော့။သင်ရဲ့ဖော်နဲ့ရင်းနှီးမှုဝါသနာလူမှုဆက်ဆံရေးလိုသဘာဝကျပြီးကျမ်းမာတဲ့ဆုလက်တွေထက်ဒီအတုယုံပျော်ရွှင်မှုကိုဦးစားပေးဖို့သူ့ကိုယ်သူအကျဉ်းချင်းလုပ်ယူပါတော့တယ်။ဒါကဆွေးနွေးမှုတွေအထက်ထချီနှောင်တယ်လို့ဖြစ်စီပါတယ်။လေရင်သားပေးဗီဒီယိုဆွေးနွေးမှုဖြတ်ရန်လက်တွေ့ကျတဲ့ရိုးရှင်းတဲ့နီလန်းတွေကဘာတွေလဲ။အဲ့ဒါတွေကတော့ နံပါတ်1ရိုးသားစွာဝန်ခံပြီးရှင်းလင်းတဲ့ပန်းနိုင်တစ်ခုသတ်မှတ်ပါရိုးရှင်းပြီးတိကျတဲ့ပန်းနိုင်တစ်ခုကိုခြာရေးပါဥပမာရက်30လုံးဝကြည့်ဘူးဒါမှမဟုတ်တပတ်ကိုမိနစ်30ပဲကြည့်မယ်တနည်းနည်းတော့ဖြတ်မယ်ဆိုတာတည်းတိကျတဲ့ပန်းနိုင်တွေကပိုထျောက်ပါတယ်နံပါတ်2အလွယ်တကူကြည့်လို့မရအောင်လုပ်ပါ website app blogger တွေကိုတုံးပါ auto play တွေကိုပိတ်ပါ pawn app တွေကိုဖြတ်ပါ သင်ဆက်ရဲ့ password တွေကိုပြောင်းပြီးတာဝန်ခံကူညီပေးမဲ့သူယုံကြည်ရသူကို ပေးထားပါ internet router တွေမှာ filter တွေတက်ဆင်ပါနံပါတ်3လှုပ်ဆော်မှု trigger တွေကိုသိအောင်လုပ်ပြီးအစီအစဉ်ဆွဲပါဘယ်အချိန်ဘယ်လိုစိတ်ခံစားချက်မျိုးဖြစ်ရင် ကြည့်ဖြစ်လဲဆိုတာမှတ်သားထားပါဥပမာပြင်းတာအထီးကျန်တာစိတ်ဖြည့်ဆည်းမှုဖြစ်နေတဲ့အချိန်တွေမှာကြည့်ဖြစ်တာမျိုးကိုမှတ်သားထားပါလှုပ်ဆောင်မှုတစ်ခုချင်းစီအတွက် တခြားလှုပ်ဆောင်စရာတစ်ခုကိုခြာရေးထားပါဥပမာလမ်းထွက်လျှောက်မယ်တငယ်ချင်းကိုဖုံးခေါ်မယ်ဒါရီရေးမယ်နံပါတ်၄အကျင့်ကိုအစားထိုးပါကြည်ကျင်စိတ်ပေါ်လာတဲ့အခါအနည်းဆုံး15မိနစ်မိနစ်30လောက်တခြားအရာတစ်ခုနဲ့အစားထိုးလှုပ်ဆောင်ပါအားဆိုင်ပြီးလက်ကျင်ခံလှုပ်တာရေရေးနဲ့ရေချိုးတာတက်ရှူလက်ကျင်ခံလှုပ်တာ box breathing ဒါမှမဟုတ်အချိုးရှိတဲ့အလုပ်တစ်ခုခုလှုပ်တာမျိုးပေါ့ကိုယ်လက်လှုပ်ရှားမှုက ကြည်ကျင်စိတ်ကိုရောကြစေပါတယ်။နံပါတ်5တောင်းတမှုကိုစောင့်ကြည့်နေခြင်းပါ။တောင်းတမှုတွေကအမြင်ဆုံးရောက်လာပြီးရင်ပြန်ကျသွားတတ်ပါတယ်။ကြည်ကျင်စိတ်ပေါ်လာရင်ငြိမ်ငြိမ်လေးထိုင်ပြီးဘာမှမလုပ်ပဲအသက်ကိုရှုတွင်းရှုထုတ်လုပ်တာကအဲ့ဒီခံစားချက်ကိုစောင့်ကြည့်နေလိုက်ပါ။10မိနစ်မိနစ်20လောက်စောင့်လိုက်ရင်တောင်းတမှုအများစုကရောပါသွားပါလိမ့်မယ်။နံပါတ်6အကူအညီနဲ့တာဝန်ခံမှုစနစ်တည်ဆောက်ပါ။ ်လိုရရင်အကူအညီတောင်းဖို့ဝန်မလေးသင့်ပါဘူးယုံကြည်ရတဲ့တငယ်ချင်းအဖော်ကိုဖွင့်ပြောပါတောင်းဝန်ခံမှုရှိစေဖို့အွန်လိုင်းဒါမှမဟုတ်လူကိုယ်တိုင် တွေ့ဆုံတဲ့အဖွဲ့အစည်းတွေဝင်ပါသင့်အဖော်စီကို report ပို့ပေးတဲ့ accountability software မျိုးသုံးဖို့စဉ်းစားပါနံပါတ်9ပညာရှင်အကူအညီရယူပါတောင်းတမှုတွေကအရန်ပြင်းထန်နေရင်ဒါမှမဟုတ်ဘဝကိုကြီးကြီးမားမားထိခိုက်နေရင်စိတ်ကျမ်းမာရေးပညာရှင်နဲ့ပြသပါ တင်ညာဆိုင်ရာအပြုတ်မှုကုထုံး CBT ဟာဒီလိုအပြုတ်မှုဆိုင်ရာပြဿနာတွေအတွက်ထိရောက်ပါတယ်စိတ်ကြယောဂါဒါမှမဟုတ်စိုးရိမ်စိတ်တွေ ရှိနေရင်အဲ့ဒါတွေကိုပါ ကုသခြင်းက ပြန်လည်ကောင်းမွန်လာဖို့အထောက်အကူပြုပါတယ်နံပါတ်၈ဆက်ဆံရေးနဲ့ရင်းနှီးမှုကိုပြန်လည်တည်ဆောက်ပါလိမ့်အသားပေးဗီဒီယိုတွေကြောင့်တင့်အိမ်အောင်ပဲနဲ့ဆက်ဆံရေးထိခိုက်ခဲ့ရင်ဇုံတွဲကုထုံး couple therapy ကယုံကြည်မှုကိုပြန်လည်တည်ဆောက်ပြီး ကျမ်းမာတဲ့လိမ္မာကြီးဆိုင်ရာ ပြောဆိုဆက်ဆံပုံကိုတင်ပေးနိုင်ပါတယ်။နံပါတ်9ပြန်လဲကြာဆုံးမှုအတွေ့ကြိုတင်ပြင်ဆင်ပါပြန်လဲကြာဆုံးခြင်းကဖြစ်လေဖြစ်တာရှိပါတယ်အရှက်ရနိုင်မယ့်အစားဘာကြောင့်ဒီလိုဖြစ်သွားတာလဲဆိုတာကိုသုံးသပ်ပြီးသင်ရဲ့တုပ်စော်မှုတွေနဲ့နှီးပြူဟာတွေကို ပြန်လဲဆန်းစစ်ပါကြာဆုံးမှုတွေကိုရှုံ့နှိပ်ခြင်းလို့မမြင်ပဲသင်ငန်းစာယူစရာဖြစ်သဘောထားပါနံပါတ်10 ကျမ်းမာတဲ့နေထိုင်မှုပုံစံကပြန်လည်ကောင်းမွန်လာဖို့အထောက်အကူပြုပါတယ်။ပုံမှန်အိပ်ချက်အနားယူပါပုံမှန်လက်ကျင်ခံလုပ်ပါမျှတတဲ့အစားအစာတွေကိုစားပါလူမှုဆက်ဆံရေးကောင်းမွန်အောင်ပြန်လည်တည်ဆောက်ပါဝါသနာပါတဲ့အလုပ်ကိုလုပ်ပါဓာရီကတောင်းတမှုတွေကိုခံနိုင်ရရှိစေပါတယ်။ကြွန့်ကျင်သူတွေရဲ့အဆိုပြုချက်နံပါတ်1တက်တည်အထောက်အထားခိုင်မာတဲ့ကုထုံးများ CBD နဲ့ အမုံအကျင့်ဆိုင်ရာနှီးပြူဟာတွေကိုအကြံပြုထားပါတယ်။နံပါတ်1အခြေခံအကြောင်းရင်းတွေကိုဖြေရှင်းပါစိတ်တန်ရာ တိကျမှုစိတ်ကြယောဂာနဲ့ဆက်ဆံရေးပြဿနာတွေဟာဒီဆွဲလန်းမှုရဲ့နောက်ကွယ်မှာရှိနေတတ်ပါတယ်။အဲ့ဒီအရာတွေကိုကုသပါ။နံပါတ်3ကိုကျင့်တရားနဲ့တရားချခြင်းကိုရှောင်ပါ။ဒါဟာအရှက်ရခြင်းကပြန်လဲကောင်းမွန်လာဖို့ပုံမခက်ခဲစေပါတယ်။တနာကျင်နာပြီးလက်တွေ့ကြတဲ့ချင်းခံမှုကပိုထိရောက်ပါတယ်။နံပါတ်4ပေါင်းဆက်ချင်းကမှုကိုတုံးပြူပါ ်ဤပညာနဲ့ထိမ့်ချုပ်ခြင်းအပေါင်းကုထုံးအပေါင်းဘွားတူယုံကံနေရသူတွေရဲ့အကူအညီတို့ကို ပေါင်းစပ်လိုက်ရင်အကောင်းဆုံးရလဒ်ကိုရရှိစေပါတယ်။ဘယ်အချိန်မှအရေးပေါ်အကူအညီယူသင့်တယ်လဲ။သင်ဟာမျှော်လင့်ချက်ကင်းမဲ့နေလို့ခံစားရရင်ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်ဖို့စဉ်းစားနေရင်ဒါမှမဟုတ်သင်အပြုမှုဟာတရားမဝင်တဲ့အကြောင်းအရာတွေပါဝင်လာရင်ချက်ချင်းပညာရှင်အကူအညီဒါမှမဟုတ်အရေးပေါ်ဝန်ဆောင်မှုတွေကိုဆက်သွယ်ပါ ီခီးကိုတင်းတယောက်တည်းသွားစရာမလိုပါဘူးဒီနေ့ပဲတင်းငယ်တဲ့အကြောင်းအရာတစ်ခုနဲ့စတင်လိုက်ပါ24နာရီပန်းနိုင်တခုတတ်မှတ်တာမျိုးကြည့်လို့မရအောင် block လုပ်တာမျိုးပြီးတော့အဲ့ဒီအပေါ်ဆက်ပြီးတိဆောက်သွားပါအားကစားလေ့ကျင့်ခန်းတစ်ခုခုနဲ့အစားထိုးလုပ်ဆောင်ပါစာဆုံးကြည့်ရှုအပီးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်ဘယ်လိုကြည့်ရှုနိုင်လဲဆိုတော့ subscribe ကိုကြည့်ကြည့်ဒေးထားပါလို့ပြတ်ပြတ်ရက်ခံပါတယ်။အိုင်းနဲ့ share လုပ်လိုက်ပြီးစီးကျင်းပါတယ်။လူသားအားလုံး လွတ်လပ်လပ်ကျော်ရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ကြောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day